ဖိုးကလားကဒေးစုံမာတောင်ချီနာကရွာတရွာမှာနေထိုင်ပြီးအလုတ်ကတော့ထင်းခုတ်ရောင်းတဲ့အတွေ့ဒေးစုံမာတောင်ချီနာတဝိုက်ကတော့သူ့ခြေရာတွေထက်နေတာပါပဲတခါတလေလေသမားအကူလေလိုက်လုပါတယ်အသားမဲတဲ့အတွေ့အကြောင်းဖိုးကလားလို့ခေါ်ပါတယ် လူကတော့ညစ်ကြကြနဲ့မိုက်ကန်းကန်းနိုင်တယ်ဒေးစုံမတောင်ကြီးတဝိုက်တွင်တရားအထုတ်နေတယ်သူတော်စင်အများအပြားရှိနေကဒေးစုံမတောင်ပေါ်တွင်ဆရာတော်ကြီးတစ်ပါးရှိနေတယ်ဆရာတော်ကြီးကအသက်80ကျော်ပြီတာမန်တဲသားချောင်းလေးနဲ့နေကကျောင်းဝင်းထဲတွင်တီးနံပေးများစိုက်ပျိုးကဖျားလေးတစုတည်ထားတယ်ဆရာတော်ကြီးတွင်တခြားချောင်းများရှိသေးကဒီချောင်းတွင်တော့အမြဲမရှိပါ ဆရာတော်ကြီးကျောင်းပန်ဝင်ခြင်းတွင် အလွန်တာယာကနှစ်ရှည်တီယိုပင်များစွာရှိလေတယ်။တနေ့တွင်ဆရာတော်ကြီးသည်ထူးဆန်းသောအိမ်မက်တစ်ခုကိုမြင်မှတ်တယ်။အိမ်မက်ထဲတွင်ဇော်ကြီးတစ်ပါးကဆရာတော်ကြီးအားသူကဆောက်ရှောက်နေ၍သူ့ပုံဇော်ကြီးစေးတောင်မွေကိုင်ကကနေတဲ့ဟန်ရုပ်ထုကိုဆရာတော်ကျောင်းရှိတွင် ထုလုပ်ပေးရန်တောင်းဆိုတယ်။ ဒီတခါဆရာတော်ကြီးကရှုပ်ရှုပ်ရှက်ရှက်မထုတ်လုပ်ပေးနိုင်ကြောင်းပတ်စံလည်းမရှိကြောင်းညှင်းလှော်လိုက်တယ်။ဒီအိမ်မက်ကိုပဲခဏခဏမက်နေကတညရင်ဇော်ကြီးကအရှင်ဖုရားပတ်စံတပြားမှကုန်စရာမလိုပါဘူး။သူ့အလိုလိုဖြစ်လာပါလိမ့်မယ်။လက်ခံပေးပါလို့ပြောတာနဲ့ နိုင်ပြီးတော့ဆိုကလက်ခံပေးလိုက်တယ်။နောက်ရက်မှာတော့တထေးလင်မယားနှစ်ဦးရောက်ရှိလာကသူတို့အိမ်မက်အရာဆရာတော်ကြီးအကြောင်းရင်းတွင်ဖေဇော်ကြီးကနေတဲ့ရုပ်ထုကိုခွင်တောင်းကထုလုပ်သွားလေတော့တယ်။ဆရာတော်ကြီးအားငွေများလှူဒန်းသွားကြပြီးဇော်ကြီးရုပ်ထုသည် အသက်ဝင်လာကဆရာတော်ကြီးဆုံးဖြတ်ရခတ်နေသောကိစ္စများတွင်အိမ်မက်ပေးကအကြံပေးဖြည့်ရှင်းပေးလေရှိတယ်။တညတွင်ဆရာတော်ကြီးအားဇော်ကြီးက သူတယောက်တည်းပြင်းနေ၍သူရောက်မဲ့ရုပ်ထုထုပေးပါပြောတော့ဆရာတော်ကြီးကဖုန်ကြီးကျောင်းနဲ့မဟာဆန်ဟူဆိုကညင်းဆိုလိုက်တယ်ဒီလိုနဲ့ပြောပါများလာ၍လက်ခံလိုက်ရာ နောက်တရက်အမျိုးသမီးနှစ်ယောက်ရောက်လာကသူရောက်မဲ့ရုပ်ထုထုဖို့ငွေများနဲ့ရွှေတွေများကိုလှူသွားပြန်တယ်အဲ့ဒီနောက်တော့ ဇော်ဂျီရုတ်ထုနာတွင် အလွန်လက်ရမြောက်လာသောသူယောင်မဲရုတ်ထုလည်းရောက်လာလေတယ်။တခါဇော်ဂျီကနေတဆင့်တခါသူယောင်မဲရုတ်ထုတွင်လဝဲတစားများဆင်မြန်းရာဆရာတော်လည်းထုံးစံအတိုင်းညင်းလိုက်ပြန်တယ်။နောက်တနေ့တွင်အမျိုးသမီးနှစ်ယောက်ရောက်လာပြီးသူယောင်မဲရုတ်ထုဝစ်စင်ရန်လဝဲလက်စားများကိုဆင်မြန်းပေးပြီးလှူဒန်းခဲ့တယ်။ဆရာတော်သည်လည်းနယ်လဲ၍သာသနာပြုနေရာဆရာတော်ကြီးအကြောင်းကလေးအားဖေဇော်ဂျီကဆောက်ရှောက်သည်ဟုအကြောင်းတွင်ကြံရသောကိုရင်များကဆိုတယ်။ဆရာတော်သည်ကျောင်းဝင်းတွင်ဖြစ်နေသောကိစ္စမှန်သမျှကိုလည်းဖေဇော် ော်ကြီးကလာပြော၍အကုန်တိနေသည်ဟုဆိုသောကြောင့်အစမ်းတကြေရှိလာပေတယ်တကယ်လဲဆရာတော်ကြီးကအကုန်တိနေတာတော့အံ့ဩစရာပဲတနေ့တွင်ဖိုးကလာကဖုန်ကြီးကျောင်းဝင်းထဲရှိတီယိုသီးများကိုခူးရန်ရောက်လာလေတယ်ဆရာတော်ကြီးကကျောင်းနေမရှိတခြားမျိုးရှိကျောင်းတွင်ရောက်နေတယ်ဖိုးကလာကဇော်ကြီးရုတ်ထုနှင့်သူယောင်မဲရုတ်ထုအာမြင်ရလက်ရမြောက်သောသူယောင်မဲရုတ်ထုအားသဘောကျသွားလေတယ်ခြေစော့လက်စော့တက်သောဘေးရမှအလေးမထားသောသူ့အကျင့်အတိုင်းနှုတ်စည်းမဆောင်သောသူ့ဗီဇအတိုင်းဟာ ူရောင်မယ်ရုပ်ထုကလှလာကြည်လားဒီလိုမိမမျိုးရလို့ကတော့ကွာဖိုးကလာတို့ကဆယ်ယောက်လောက်တောင်လိုချင်သေးတယ်ဖိုးကလာကသူရောင်မယ်ရုပ်ထုအားဟိုကင်ဒီကင်ဟိုပုတ်ဒီပုတ်လောက်ကအယုတ်တအနတ္တများပြော၍ ရုတ်ထုမှဆွဲကြိုးတကုံးအားယူ၍သူ့လယ်ပင်တွင်ယူဆွဲလိုက်တယ်။ကြံလဝိယတနာများအလုံးကိုထုတ်ခါအင်ငါကလေးများဆော့ရန်ဆိုကာယူသွားလေတယ်။ညဘက်တွင်ဖိုးကလာအိမ်မထဲ၌အလွန်စိတ်ဆိုးနေသောသူ့ယောက်မေကနေငါကိုအချောက်တိုက်လာဆော်ကားတယ်။ငါပစ္စည်းတွေလည်းယူသွားတယ်။ငါပစ္စည်းတွေကိုပြန်လာပြီးထားပေး။ငါကိုလာတောင်းမှအချိန်သုံးရက်ပေးမယ်။လွန်သွားလို့ကတော့ငါအဆိုးမဆိုးနဲ့။နေဟာတွေကအတုတွေငါကဘာလို့လာပေးရမှာလဲ။နောက်သုံးရက်နေရင်ငါစီလာနေလေ။ ဖိုးကလာကအိမ်မက်ကိုအလေးမထားတောက်လိုက်စားလိုက်နဲ့သုံးရမြောက်တဲ့နေ့မှာတော့အရက်တောက်ခါအိမ်ရှိကန်းတွင်အိတ်နေသောဖိုးကလာကတကောင်လောက်တွင်လှုပ်ကြပါဦးဗျာလှုပ်ကြပါဦးဇော်ကြီးတောင်မွေးနဲ့လိုက်ရိုက်နေလို့ပြို့သူရောင်မယ်ကလေဘေးညင်နေလို့ပြို့ကဲကြပါဦးဗျာကဲကြပါဦးဖိုးကလာလည်းအတန်နဲ့ကြီးဖြစ်အော်နေသည်ကိုအိမ်သားများကြားကလက်နိုးသွားကြပေမယ့် အရက်သမားဂရောင်ကနန်းထအော်တယ်လို့ထင်ကအလေးမထားကြပေမနက်မိုးလင်းတော့ခန္ဓာကိုယ်တစ်ခုလုံးအရှိုးရာများနဲ့လေပင်းတွင်အညိုအမဲဆွဲကတည်ဆုံးနေတဲ့ဖိုးကလာအလောင်းအားတွေ့ရတယ်။ထူးဆန်းသည်ကဖိုးကလာတည်ဆုံးပြီးတဲ့နောက် သူယူလာတဲ့သူရောင်မဲစီကလက်ဝဲလက်စားတွေလည်းမတွေ့ရတော့ပါဘူးပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့တယ်။ယခုအချိန်မှာတော့ဒီဇလန်းလေးကဆရာတော်ကပြန်လုံတော်မူသွားခဲ့ပါတယ်။ဇလန်းလေးကတော့ဒီမာရင်ပြီးဆုံးသွားပါပြီရှင်။ယခုလိုစိတ်ဝင်စားဖို့အကြောင်းအရာလေးများကိုထပ်မံဖော်ပြပေးသွားဦးမှာမို့ Dream Channel လေးကိုစောင့်မျှော်နှာစင်ပေးဖို့မမေ့လိုက်ပါနဲ့နော်။အားလုံးပဲ Good night ပါရှင်။